နှကုံကိုးွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကိုစိတ်ကတ်ထားတဲ့ပုဂ္ဂိုလ်ဖရာတရားတန်ကာယရဏသုံးပါးလို့ဆိုရဲတရဏကိုကိုယ်ဝယ်စိတ်ကတ်တဲ့ဥပဒကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံကိုယ်ဝယ်တဲ့အချိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင် မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကို ဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်တန်ခါကလည်းပဲတကယ်အာယုံပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်ဒါကြောင့်မို့လို့ဖရတရားတန်ခါကို ကိုယ်ွယ်စိတ်ကတ်လို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစိဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန်တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည့်ရဲ့ တတနကုံစိကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတူးကဗုဒ္ဓဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းဘာလုပ်လဲလို့ဆိုလို့ရှိရင်တက္ကလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တဲ့ရေလုံသားတဲ့နော် ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးကြတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုံထဲမှာလားထင်တာပဲဒါသဘာဝပဲကိုဘာတွေလုတ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးကြလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲအဲသူလည်းတေကနီးကြတော့သူလုတ်လာခဲ့တာငါးရီဖန်သက်ရောင်းချဒီလိုလုတ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေက အရေးမဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှင်ငရဲကြမှာတေချမ်းနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့ဒီကကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားကြွသွားပြီးတော့သူ့ကိုအဘိစကားပြောပြီးတော့အကိုရမဲ့ဖြစ်နေတဲ့အချိန်လေးမှာမင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်စုံမလားဆိုပြီးတော့ ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတာချပေးတယ်လိုက်ဆိုလိုက်တယ်သံဃံတရဏံကိစ္ဆာမိလည်းဆိုလိုက်ရောမေးကပြုတ်ကျသွားပြီရှာကလေးသွားတော့အဆိုနိုင်တော့ငါးပါးသိလားအဲ့ဒါလို့ဆိုရင်နဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံတရဏံကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ဘဲနဲ့ဘုံမဆုနဲ့တော့ဖြစ်တယ် နတ်ဆိုတာလူလူမွေးနေရတာမဟုတ်ဘွားကနဲ့သွားဖြစ်တာအဲ့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်တဲ့အရှင်ဘုရားတဲ့သူဘုံမစိုးနတ်ဖြစ်တဲ့အကြောင်းပြောတယ်ရှင်ဘုရားကငါးပါးသီလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခံတရဏံကိစ္ဆာမိရင်ဆုံးသက်သွားတာဆိုတော့ရဟန္တာကြီးကပြောတယ်မင်းမမစိုးနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမစိုးနိုင်တော့ဘူး အဲ့ဒါဒိဂန်ဒီမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဒီလိုကဲတင်နိုင်တယ်ဒါကြောင့်ဟိုတရဏလို့ခေါ်တာအဲ့ဒီလိုကဲတင်ခဲ့တဲ့ဝိထုဇာလန်းတွေဟာအများကြီးရှိတာပေါ့